တမကိုကိုဆိုတာကဇာကဆက်ခွန်နဲ့ပေါ့နော်ချိန်လိုက်တဲ့တက်အစ်စ်နဲ့အဟောင်းလို့ပြောလို့ရတယ်အဲ့အစ်စ်နဲ့အဟောင်းကကောင်နေပြေးလိုက်တာတောက်တောက်လဲအခုဆိုရင်မမော်မှာဒါတည်ခြင်းနေဆိုးနေကြတဲ့အကြောင်းပေါ့နော်အေးနဲ့ဘူပေါင်းတက်ဖွဲ့တွေနဲ့ဒါနေ့စဉ်တိုက်ပွဲတွေဖြစ်လို့စိတ်ကောင်းစီကအထိနာရယ်ရှိတယ်တခြားနေရာမှာတော့ခေါင်းထောင်နေမလားဆိုမဟုတ်ဘူးတခြားနေရာမှာလည်းဥဆိုင်နေတာပဲပေါ့နော် ါပါဒီနေ့ကတော့အော်တိုဘာလ3ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့ပါလဲမင်္ဂလာသတင်းတွေအများကြီးရှိတယ်ပေါ့နော်အဓိကတော့အာခတ်တက်တော်အေနဲ့ဥပပေါင်းတပ်ဖွဲ့တွေရဲ့အောင်မြင်မှုအကြောင်းနေပြီးရင်အာခတ်တက်တော်အေကဂျားပြတ်တိုက်ခိုက်နိုင်လို့ဒါစစ်ကောင်စီဘက်ကအတုံးလျုံးပေါ့နော်အဲ့ဒီရခိုင်ပြည်နယ်ထဲမှာကြည့်မယ်ဆိုရင်အာခတ်တက်တော်နဲ့တွေ့လိုက်တဲ့ပွဲတိုင်းမှာစစ်ကောင်စီဘက်ကလုံးဝခွက်ခွက်လန်အောင်ရှုံးပြီးတော့ပြန်ပြေးရတဲ့ဖြစ်စဉ်တွေကများတယ်ပေါ့နော် ဒီရက်ထက်မှလည်းအဲ့လိုဖြစ်စဉ်မျိုးတစ်ခုထပ်ပြီးတော့ဖြစ်ခဲ့တဲ့အတုံယုံပဲပေါ့နော်နောက်တစ်ခုကတော့ကချင်ပြည်နယ်ဘက်ဘက်မှာစစ်ကောင်စီကစစ်ကြောင်းထိုးလာပေမဲ့ပေါ့နော်သူတို့ရဲ့နေရာတွေကိုပြန်ပြီးတော့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အကြောင်းဒီကတော့ KAI နဲ့ပူပေါင်းတပ်ဖွဲ့တွေ BDS တပ်ဖွဲ့တွေကပြန်ပြီးတော့တိမ်ပတ်နိုင်ခဲ့တဲ့နေရာတွေရှိတယ်။အဲဒီမှာဒါထူးခြားဖြစ်စဉ်တွေလည်းကျွန်တော်တို့ပါသေးတယ်၊သိရသေးတယ်ပေါ့နော်။အဲအကြောင်းတွေလည်းပြောသွားမယ်။အဲနောက်ပြီးတော့ဒါစစ်ကောင်စီကဒါစစ်ကောင်းဆောင်မြောင်းလိုင်းပေါ့နော်။မြောင်းလိုင်းရဲ့စစ်ဘက်လက်ထောက်ဒါဗိုလ်ချုပ်မိုးမြင့်ဆွေပေါ့နော်။ဒီကောင်ကကကထုတ်ရာရှိချုပ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါအဲဒီယာတို့ကိုတိုးမြင့်ခံရပြီးတဲ့နောက်ပိုင်းမှာ ြေသိမ်းမှုတွေဖြစ်ပေါ်လာခဲ့တာရှိတယ်ဗောနော်ဒါပြုံးလင်ကမြေသိမ်းတာတွေရှိရဲအဲ့ဒီခါကြီးရဲ့အဓိကနောက်ွယ်ကအကြောင်းအရာတွေရည်ရွယ်ချက်တွေကိုကျွန်တော်ပြောတော့မှာဖြစ်တယ်ဗောနော်ပထမဆုံးတော့ဒါ net again viewer စကန်ကုန်းရဲ့ဗောနော်အဲပြောရရင်အဲ့စကန်ကုန်းကိုအဓိကဒါအုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့ကာကိန်းစကန်ကုန်းတစ်ခုဖြစ်တဲ့ဒါကိုကြီးစကန်ကုန်းအဲ့စကန်ကုန်းကိုလွန်ခဲ့တဲ့ကအာခတ်တတော် A နဲ့ပူအောင်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဗောနော်အဲ့လိုတင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာဒီ net again viewer ကုန်းစကိုင်းကြီးထီထီကြံခဲ့ရောအဲ့လိုကြံခဲ့တဲ့နေရာကိုအသေးအတန်သူတို့အင်အားတွေဖြစ်ရတယ် အဲအကြောင်းလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်ကားအစည်းရေဒါ20လောက်ပေါ့နော်20လောက်ထိအင်ပြအားပြပုံစံမျိုးနဲ့ဒါနေအိမ်ကံပြူဟာစကန်ကုန်းကိုအာသူတို့တွေအင်အားတွေဖြည့်ကြတယ်ပေါ့ဗျာအဲဂုတ်ကြီးကျေးရွာအနီးပတ်ဝန်းကျင်ကိုလည်းဒါဝိုင်တွဲတွေဖိုင်တာတွေတောက်လျှောက်ဝဲနေတာတွေရှိတယ်ပြီးရင်ဒါအမှတ်905လို့ဒါအမြောက်တက်တွေပေါ့နော်ဒါအမြောက်စစ်စင်ကိုကမ္ဘာဌာနချုပ်တွေကနေပြီးတော့အင်အားဖြည့်တင်တာတွေရှိတယ်ဒီ905အမြောက်စစ်စင်ကိုကမ္ဘာဌာနချုပ်အပြင် 305 409 609တို့လို့ဒါအမြောက်တက်တွေကနေလဲအင်အားတွေဖြစ်တင်းနေတာမျိုးတွေဒါကြောင့်သိရတယ်ဗောနော်အဲ့တော့ AA နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကငပဲမြို့ဒါ Amberdan လမ်းပိုင်းက MBD Tower ကရင်ကုန်းစကန်ပြီးရင်မထုံစကန်ပြီးရင် Lindet Sun Tat ဂုတ်စီးပြီးရင်ကံမြင့်ကံပြီးရင်ဂုတ်ကြီးစကန်တွေကိုဇက်တိုက်ဆိုလို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အပြင်အခုဆိုရင်ညရေကံဘျူဟာကုန်းစကန်တစ်ခုပဲ TDG ကြံခဲ့တဲ့အနေထားအဲအဲ့လိုအနေထားတွေကိုရောက်ရှိလာခဲ့ပြီပေါ့နော်ဒါဟာတကယ်ကိုဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ် အဓိကတော့အဲ့လိုမျိုးတိုက်ခိုက်နိုင်မှုအတွက်ကိုအဖွဲ့တွေကအပြင်းထန်ကြိုးစားခဲ့ရတာဖြစ်တယ်။ဒီနေရာတွေကိုဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကအင်အားအဆမတန်တိုးမြင့်ပြီးတော့ခြားထားတာတွေရှိသလိုဒီနေရာတွေပောက်သွားရင်သူ့အတွက်အကျိုးနည်းမဲ့ဖြစ်တယ်ရှိတယ်။အခုတော့သူကရင်ကရင်နဲ့စကန်းတွေတစ်ခုပြီးတစ်ခုတစ်ခုပြုတ်တယ်။နောက်ဆုံးတော့ဒီနေအကန်ပြွာစကန်းကုန်းတစ်ခုပဲကျန်တယ်ပေါ့နော်။အဲ့ဒီစကန်းကုန်းကနေပြီးတော့ဘာတွေဖြစ်သလဲဆိုတာလည်းကျွန်တော်နောက်ပိုင်းမှာထည့်ပြောသွားမယ်ပေါ့နော်။အဲ့တော့ဒါပြင်ဒါစကားစကားပေါ့နော်။ပဒန်းမြို့ပြင်မှာရှိတဲ့ဒါပြင်းဝဆစ်စေးရေးဂိတ်ကိုလည်း တမရှစ်ရှစ်တမကိုကိုပေါ့နော်ဒီတရင်တွေကနေပြီးတော့စစ်ကောင်စီစစ်သားတွေပြီးရင်ပစစစ်သားတွေများစွာနေပေါ့နော်အင်အားတွေဒါဖြစ်တင်းနေရတာရှိတယ်အင်အားလုံးရင်ဖြစ်တင်းပြီးတော့ခံစစ်တွေပါအခိုင်အမာတိစောက်နေရတာရှိတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့တမကိုကိုတော့တမရှစ်ရှစ်တို့ဆိုတာဒီကောင်းနေနားကိုမနားရတော့ဘူးတကယ်ပြောတာတမရှစ်ရှစ်ဆိုရင်ဒါဗမော်ဘက်ချမ်းပါပေါ့နော် KI နဲ့ပတ်သက်လို့ကျွန်တော် CDM မဝင်ခင်ကာလကလေးကဒီကောင်းနေအဲ့ဘက်ချမ်းမှာတိုက်ပွဲဝင်နေရရှိတယ် အဲအဲ့အဲ့လိုမျိုးတိုက်နေရတဲ့ကောင်တွေကအခုချိန်ထိသူတို့ရဲ့အိမ်ဘယ်မှမှမသိသေးဘူး။ဒါကာလာဆိုရင်တွက်ကြည့်လိုက်တော့လင်းကားနှစ်ရှိနေပြီ။အဲ့လောက်အနေထားတော်တင်မှာဒီကောင်တွေပြန်ကုန်ပြန်သေးဘူး။တမကိုကိုဟိုနေ့ကမှဒါအာရခတက်တော် A နဲ့ဒါပူပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မလို့ခွက်ခွက်လန်အောင်ဒါတိုက်ခိုက်ခံရတယ်။နောက်ဆုံးဒါ ပြန်ပြီးတော့ဒါတို့တို့နောက်တန်းကိုပြန်ပို့ခံရတယ်ပြန်ရစကားဆက်ခွန်နဲ့ချိန်းတယ်အခုပြန်ပြီးတော့ဒီမှာထပ်ပြီးတော့အင်အားဖြည့်တာတွေလုတ်ပေးနေရပြန်ပြီအဲ့တော့အဲ့ကောင်တွေရောလူဝကြံသေးရလားလို့ဒါကျွန်တော်သိချင်တာပေါ့နော်အဲ့တော့ဒါအဓိကအကြောင်းညာလာမယ်အဲအဲ့ဒါကကြောက်ဖြူမျိုးပေါ့နော်ဒါကုလပါကြီးရအနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအာခတ်တက်တော် A ကကြားပြတ်ပြီးတော့ထုံးစံတိုင်း ဖျက်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ်။အဲ့လိုတိုက်ခိုက်နိုင်ခဲ့လို့စစ်ကောင်စီအရာရှိတွေပါအပါစစ်သားအများပြအပုံလိုက်အတုံးယုံသေဆုံးနေဆိုပြီးတော့ဒါတိရတယ်ပေါ့နော်။အဲ့တော့တညောင်ရီရေဒစကန်ကနေပြီးတော့အေးသိမ့်ပိုက်ထိချုပ်ထားတဲ့နေရာတွေဖြစ်တဲ့ဒါပြားတဲ့ကြက်တိန်တပြုတ်တောင်ကက်တပြေရွာသစ်နဲ့ကုလပါကျေးရွာအနီးကိုစစ်ကြောင်းတွေထိုးလာတာဖြစ်တဲ့အဲ့လိုစစ်ကြောင်းထိုးလာလို့ဒါအာခတ်တက်တော်အေးကအခုလိုမျိုးအလစ်ငိုက်ဂျားပြတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးဒါကြောက်ဖြူမှာပေါ့နော်စစ်ကောင်စီရဲ့စစ်ကြောင်းတွေဂျားပြတ်တိုက်ခိုက်ခံရတာကအခုတကြိမ်တည်းတော့မဟုတ်ဘူး။ အခုတခါလေးလည်းမကဘူးဒီကောင်တွေကထွက်သမျှဒီစစ်ကြောင်းထိုးသမျှနေရာတိုင်းမှာတိုက်ခိုက်ခံနေရတယ်တိုက်ခိုက်ခံရပြီဆိုတိုင်းလေလောကအတုံးယုံနေဖြစ်နေတယ်ရှေ့မှာဆိုရင်လည်းအဲ့လိုဖြစ်စဉ်မျိုးတွေအများကြီးရှိခဲ့တယ်ဗောနော်အဲ့တော့ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကလည်းစစ်ကောင်စီရဲ့အင်အားရာချီတဲ့စစ်ကြောင်းတစ်ကြောင်းဗောနော်အဲ့ဒါကလည်းဒါအခါတက်တော် A ကပြင်ရှင်နဲ့ ဒါကုလဘာနာရောက်တဲ့အချိန်မှာအခုလိုပဲကြားဖြတ်ပြီးတော့တိုက်ခိုက်နိုင်ခဲ့လို့စစ်ကောင်စီစစ်သားတွေအတုံးလုံးတည်ဆုံခဲ့ရတာရှိတယ်။နနက်ခင်းကနေဒါသိမ်းစရာမရလို့လည်းသိရတယ်။အလောင်းတွေပြန်မဆွဲသွားနိုင်မဲနဲ့ပေါ့နော်။ကစင်ကလေးအနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေအများကြီးပဲရှိခဲ့တယ်ဆိုပြီးတော့လည်းဒါသိခဲ့ရတယ်ပေါ့နော်။အခုဆိုရင်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလေကြောင်းပစ်ကူတွေပစ်တယ်။ပြီးတော့ဒါတန်စစ်မြစ်တစ်လျှောက်မှာပေါ့နော်။ဒါလှုပ်ရှားသွားလာနေတဲ့စစ်ကောင်စီရဲ့ဒါနေပြည်တော်တွေကနေပြီးတော့လည်း လက်နက်ကြီးပစ်ခတ်တာမျိုးတွေလုပ်တယ်ပြီးတော့ဒါအမှတ်30နှစ်ရင်းတက်ရင်းကနေပြီးတော့လည်းလက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့ရတယ်ပေါ့နော်အဓိကတော့အဲ့လိုမျိုးပစ်ခတ်ပေးပြီးတော့သူတို့ရဲ့စစ်ကြောင်းတွေနောက်ပြန်ဆုတ်ခွင့်ရအောင်ပြစ်ကူပေးခဲ့ရတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒါဟာလေအားရစရာကောင်းတဲ့ဒါအခြေအနေတစ်ခုဖြစ်တယ်စစ်ကောင်စီဘက်ကအဲ့ဘက်မှာလုံးဝသူတို့စစ်ကြောင်းတွေတောက်လျှောက်ထိုးဖို့အတွက်အမြဲတမ်းစူးစမ်းတယ် အဲ့လိုစူးစမ်းတဲ့မှာအခက်တက်တော် AA ရဲ့တုံ့ပြန်မှုတွေကြောင့်မလို့အခုလိုမျိုးပဲနောက်ပြန်လှည့်ပြေးနေရတဲ့ဖြစ်စဉ်တွေကအများကြီးပဲဖြစ်နေပြီပေါ့နော်။ဒါပြင်နောက်ထပ်တိုက်ပွဲဖြစ်နေတဲ့ပြင်းထန်နေတဲ့နေရာတစ်ခုရှိတယ်။အဲ့ဒါကဆင်လန်းကျွရဘက်ပေါ့နော်။အဲ့ဘက်မှာလည်းတိုက်ပွဲတွေအရန်ကိုပြင်းထန်နေပြီဆိုပြီးတော့တည်လာရတယ်။အဓိကတော့နေရာနှက်ပြားမှာတိုက်ပွဲတွေပြန်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေတဲ့အနေအထားအချို့နေရာတွေမှာစစ်ကောင်စီဘက်ကဒါထိုးစစ်တွေအရှိန်ဟုန်မြင့်လာလို့တိုက်ပွဲတွေဖြစ်လာတယ်ရှိသလိုအခု ါတော်လိုင်းတပ်ဖွဲ့တွေနဲ့အာခတ်တပ်တော် A ပူးပေါင်းပြီးတော့ပေါ့နော်အခုလိုမျိုးထိုးစစ်ဆင်တဲ့ဟာတွေကြောင့်လည်းတိုက်ပွဲဖြစ်ပွားရလေရှိတယ်ပေါ့နော်အပြန်လန်ပြစ်ခတ်မှုတွေလည်းရှိတဲ့နေရာတွေကများလာတယ်အခုတော့ဒါဆင်လန်းဘတ်ချမ်းပါဆိုရင်တိုက်ပွဲပြင်းပြင်းထန်ထန်ပြန်ပြီးတော့ဖြစ်ပွားနေပြီဆိုပြီးတော့လည်းသိရတယ်အဲ့ဘက်ချမ်းပါဆိုရင်ဒါ drone လွတ်တင်ပြီးတော့ဒါပြစ်ခတ်တာတွေကင်းထောက်တာတွေဒါတွေလည်းအပြန်လည်လုံနေတာတွေရှိသလိုလက်နက်ကြီးအပြန်ကလန်ပြစ်ခတ်တာတွေလည်းဒါအတိုင်းသားတောက်လျှောက်ကိုကြားနေရတယ်ဆိုပြီးတော့လည်းဒါကျွန်တော်စုံစမ်းသိရှိရတယ်ပေါ့နော်နောက်တစ်ခုကသူတို့အင်အားတွေအရန်အစမတန်ဖြစ်တင်းနေပါတယ်ဆိုတော့ငဖဲမျိုးကနေရကန်စကန်း အနေရကံပြွာမုံစကန်းပေါ့နော်အဲ့စကန်းကနေပြီးတော့အခုဆိုရင်ထွက်ပြေးလာတဲ့ပေါ့နော်ကစင်ကလျားနဲ့ထွက်ပြေးလာတဲ့စစ်ကောင်စီစစ်သားတွေကိုဒါတလိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရရှိခဲ့တယ်ဆိုပြီးတော့လည်းတပ်သတင်းတစ်ခုတွေ့ရတယ်နောက်တစ်ခုကတော့ဒါငဖဲမြို့နယ်ခုနအနေရကံစကန်းပေါ့နော်အနေရကံစကန်းကနေပြီးတော့ဒါကစင်ကလျားနဲ့သူတို့အိမ်အားတွေတော့အပြင်းထန်ဖြစ်နေတာပဲအဲ့နေရာကိုအိမ်အားအပြင်းထန်အလုံးရင်ဖြစ်တယ်ဒါပေမဲ့အဲ့လိုအလုံးရင်ဖြစ်တဲ့အိမ်အားတွေတဲကနေပဲဒါထွက်ပြေးလာတဲ့သူတွေရှိတယ်အဲ့လိုထွက်ပြေးလာတဲ့သူတွေတဲက29ယောက်အဲ့29ယောက်ကို ဒလိုင်းတပ်ဖွဲ့တွေကဖမ်းဆီးထိန်းသိမ်းရရှိခဲ့တဲ့အရှင်ဖမ်းမိခဲ့တယ်ဆိုပြီးတော့လေဒါသိရတယ်ပေါ့နော်အဲ့ဒါကဒါထွက်ပြေးလာတဲ့သူတွေဆိုရင်ဘယ်ရလဲဆိုတော့ဒါတမကူကူအကောင်တွေပါတယ်စာခဆက်ခွန်အကောင်တွေပါတယ်တမကူကူဆိုတာကစာခဆက်ခွန်နဲ့ပေါ့နော်ချိန်လိုက်တဲ့တက်အစ်စ်နဲ့အဟောင်းလို့ပြောလို့ရတယ်အဲ့အစ်စ်နဲ့အဟောင်းကကောင်တွေပြေးလိုက်တာတောက်တောက်လေအခုဆိုရင်သူတို့ကတော့စစ်နိုင်နေတယ်ပြောတာပဲဘင်သားတွေနိုင်နေလဲတော့မသိဘူးသူတို့စီမှာရှိတဲ့စစ်သားတွေကတော့ဟိုပြေးရဒီပြေးရနေပေါ့နော်အခုဆိုအဖွဲ့အသီးသီးကစစ်တုံးပန်းမဖမ်းမိတဲ့အဖွဲ့ဆိုတဲ့ဟာကိုရှိကုန်မရှိတော့ဘူး အခုဆိုရင်ဒါ22ခုနှစ်အောင်နဲအဲ့ဒါမဟုတ်ဘူးကြွေးထားရအောင်မအရှင်ဖမ်းမိတယ်ဗောနော်အဲ့ဥစ္စာနည်းနည်းတော့တိတ်ဘွေမကြခြင်းဘူးဗောနော်ဒါပေမဲ့လည်းဒါတစ်ခုရှိတာအဲ့ဒါကပါစတွေဖြစ်တယ်ပါစတွေတော်တော်များများပါတယ် ဘာလို့လဲဆိုတော့ဒီပါစတွေကကြတော့အတင်းအကျပ်စစ်မှုထမ်းခိုင်းလို့ဒါဝင်ပြီးတော့ဒါသူတို့အတွက်လှုပ်ပေးနေရတဲ့သူတွေပေါ့နော်အဲ့တော့အဲ့လိုလူတွေဒါသူတို့ရဲ့မိဘတွေဆိုရင်အခုချိန်ဆိုပျော်မြူးနေလောက်ပြီဒလိုင်းတပ်ဖွဲ့တွေလက်ထဲကိုရောက်သားရတဲ့အတွက်ပျော်မြူးနေလောက်ပြီတပ်ဖွဲ့တွေကအမြဲတမ်းအနီမပေးဘူးအသက်ရှင်တန်ခွင့်ပေးမယ်မိဘတွေစီပြန်ပြီးတော့အနံပေးလိုက်မယ်ဒါတေချာတယ်ပေါ့နော်ဒါပေမဲ့တခါပဲပေါ့နော်အဲအဲ့လိုမျိုးလေးပြန်ရောက်လာပြီဆိုတဲ့အချိန်မှာတော့နောက်တစ်ခါမပါတော့အောင်ကိုယ့်အကို view site ပေါ့နော်အဲ့တော့အပတ်စဉ်နေနဲ့ကြည့်မယ်ဆိုရင်အပတ်စဉ်9နဲ့အပတ်စဉ်73ကနေများတယ်ဆိုပြီးတော့လည်းသိရတယ် အကုန်လုံးကလည်းသူကတစုတဝေးတည်း29လောက်မိတာမဟုတ်ဘူးပြီးရင်တရက်ထဲမှာမိတာမဟုတ်ဘူးဘလောက်တက်ပြက်နေလဲဆိုတာကိုပြောတာနော်နေ့စဉ်နဲ့မြအစုလိုက်ပြုံလဲထွက်ပြေးရရှိတယ်တနေရာမှာမိလိုက်ပြီးဆို9ရောက်6ရောက်တချို့ရက်တွေမှာဆို10ရောက်အဲ့လိုပုံစံမျိုးတွေမိတာတဲ့မိတော့ကြတော့ခဲကြည့်ကြည့်သူတို့ဘက်ကသာတကယ်လို့စစ်နိုင်နေတယ်ဆိုရင်အခုလို့ထွက်ပြေးတာရှိပါမလားအထူးဘက်ကသာတော်အာခတ်တော်အေကိုလုတ်တိုင်းဖြစ်နေတဲ့တော်လိုင်းတက်ဖွဲ့တွေကိုလုတ်တိုင်းဖြစ်နေတဲ့ဟိတ်ဆိုရင်ဒီလိုမျိုးဒါအသက်အန္တရာယ်လုပြီးတော့ထွက်ပြေးနေရတဲ့ကောင်တွေရှိပါမလားပေါ့နော်အဲအခုကျတော့ ဘယ်သူကတက်ပြတ်နေသလဲဆိုတဲ့ဟာကိုဒါမြေပြင်မှာအခြေအနေကိုကြည့်ရင်သိတာစီတယ်ဗောနော်အဲ့တော့ 5ရောက်တစ်ဖက်ပြေးတာရှိတယ်6ရောက်တစ်ဖက်ပြေးတာရှိတယ်10ရောက်တစ်ဖက်ပြေးတာရှိတယ်ဒီနေ့တရက်ထဲပြေးတာရှိတယ်နောက်နေ့ထပ်ပြေးမယ့်ကောင်တွေရှိတယ်နောက်နေ့တွေထပ်လာအောင်မဲ့သူတွေရှိတယ်အဲကြတက်ဖွဲ့တွေအနေနဲ့ကတော့အဲ့ဒါအသင့်ပေါ့နော်အသင့်ဆိုတိုက်ဖို့အတွက်မဟုတ်ဘူးဖမ်းဖို့အတွက်စောင့်နေပါလို့ပဲပြောချင်တယ်ပေါ့နော်အဲ့တော့ဘလောက်တက်ပြတ်နေတယ်လဲဆိုတာကိုတော့ကိုယ့်ဘက်ကိုမှန့်ကြည့်ကြပါဗျာစစ်ကောင်စီဘက်ကကောင်တွေကပြောတာပဲသူတို့ကတော့နိုင်တယ်ပေါ့နော်အဲ့တော့အခုဆိုရင်ဒါကြောက်ဖြူကပေါ့နော်အာခတ်တက်တော်အနေနဲ့ဒါပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာထိုးစစ်ဆင်ခဲ့တာပေါ့နော်ထိုးစစ်ဆင်ပြီးတော့စပြီးတိုက်ခိုက်ခဲ့တာအခုဆိုရင် 9လကျော်တည်ထိကြာလာခဲ့ပြီပေါ့နော်အဲ့တော့တချို့အပိုင်းတွေမှာကျတော့နောက်ဆက်တွေအများကြီးရှိသလိုစစ်ကောင်စီဘက်ကပြင်ဆင်ကြိမ်တွေရလာတာတွေရှိတယ်နောက်တစ်ခုကစစ်ကောင်စီဘက်ကချက်ချင်းလက်ငင်းဖြည့်ရှင်းတဲ့ဟာကဆိုရင်ဘာလဲဆိုတော့ဒီစစ်မှုထမ်းဥပဒေထုတ်ပြီးတော့ပေါ့နော်မဖြစ်မနေစစ်မှုထမ်းခိုင်းတဲ့ပါစတွေရဲ့အင်အားကိုအသုံးချပြီးတော့ဒီလိုနေရာတွေကိုကာလာတာတွေရှိတယ် ီးတော့အခက်တက်တော် AA အနေနဲ့ရင်ဆိုင်နေရတာတွေကစစ်ကောင်စီတပ်ဖွဲ့တွေနေမဟုတ်ဖဲနဲ့ပေါ့နော်အများကြီးပဲရှိတယ်သူ့ရဲ့အလုပ်တာဝန်တွေလည်းအများကြီးပဲရှိတယ်အဲ့ကြတချို့နေရာတွေမှာဆိုကျွန်တော်ပြန်စင်းစားတယ်အခက်တက်တော် AA ကတချို့မြို့တွေကိုတင်းခဲ့တဲ့အခါ၃ရက်တောင်မကြောက်ဘူးအဲ့လိုပုံစံမျိုးတင်းခဲ့တဲ့မြို့တွေလည်းရှိတယ်ဒါပေမဲ့ကြောက်ဖြူကြမှာဒါ9လကျော်ကြာတည်တိဖြစ်နေတာပေါ့နော်အဲ့တော့ကြောက်ဖြူကတော့9လကျော်ကြာမြင့်လာတာဖြစ်သလိုဒါတရုတ်စီမံကိန်းစီအများဆုံးရှိတဲ့ဒီကြောက်ဖြူမြို့ကိုရောအခက်တက်တော် AA ကပဲအချိန်မှာအောင်မြင်အောင်တိုက်ခိုက်သိမ်းပိုက်နိုင်မလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းလာတယ်ဗောနော် ။နောက်ပြီးတော့ဒါကြောက်ဖြူမှာအာရခတက်တော့အေးနဲ့တွေ့တိုင်းစစ်ကောင်စီကအထိနာတယ်ဆိုပေမဲ့ကျန်တဲ့နေရာတွေမှာလည်းထိုးနီးတကောင်းပဲပေါ့နော်။အထိနာတွေဒါတွေရှိပါလေ။အဲ့ဒါကတော့ဒါ KI နဲ့ဒါ BDF တပ်ဖွဲ့တွေကြောင်းမလို့ပေါ့နော်။ဗမော်မှာဒါတည်ချင်းနေဆိုးနေကြတဲ့အကြောင်းပေါ့နော်။အေးနဲ့ဦးအောင်တပ်ဖွဲ့တွေနဲ့ဒါနေ့စဉ်တိုက်ပွဲတွေဖြစ်လို့စစ်ကောင်စီကအထိနာရတယ်ရှိရတခြားနေရာမှာတော့ကောင်းတောင်နေမလားဆိုမဟုတ်ဘူးတခြားနေရာမှာလည်းဥဆိုင်နေတာပဲပေါ့နော်အဓိကတော့ရရင်ရသလိုပေါ့နော်အာတော်လိုင်းတပ်ဖွဲ့တွေကရှေ့ဖြုတ်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်ကတော်တော်လေးအထင်အနေနဲ့အနေတကားကိုပြင်းပြမှတွေ့ရတယ်ဗောနော်တချို့အပိုင်းတွေမှာတော့သူတို့တွေကုံစားကြတာရှိမယ်တချို့နယ်မြေတွေမှာသူတို့ပြန်ပြီးထိချုပ်နိုင်တာရှိမယ်ဒါပေမဲ့သူတို့ပြန်ပြီးတော့ဥမထောင်နိုင်တဲ့နေရာတွေလည်းမြေပြင်မှာအများကြီးရှိတယ်ဆိုတဲ့ဟာကိုသိစေချင်တယ်ဗောနော်ဒီကတော့ဒီရက်ထဲမှာဘုံဘုံမှာလည်းတည်င်းကောင်းတွေအများကြီးကြားရလိမ့်မယ်ရှေ့ကာလတစ်လျှောက်မှာလည်းကျွန်တော်တို့ဒါစစ်ကောင်စီဘက်ကဘလို့ပဲဝါဒဖြန့်ဖြန့်ဗောနော်မြေပြင်မှာ ဒါတလိုင်းတက်ဖွဲ့တွေဒါတုံမြတ်တက်ခိုင်းနိုင်ခဲ့လို့စစ်ကောင်စီဘက်ကအသေးပြောက်တွေများခဲ့တယ်။လက်နက်ခရမ်းနေဆိုရင်ဒါပုံလိုက်ထုတ်ပြနိုင်ခဲ့တာတွေရှိတယ်။နေ့စဉ်ပေါ့နော်ဒါလက်နက်ခရမ်းရတာရှိတယ်။အဲဒီအကြောင်းလေးကျွန်တော်ပြောပြမှာပေါ့နော်။အရင်ရက်ကဘုံဘုံမှာတိုက်ပွဲကျမ်းပြီးတော့မြို့ရဲ့နေရာအချို့ကို KAI နဲ့ PDF တက်ဖွဲ့တွေကယာယီစုပ်ပြီးလဲရတာရှိတယ်။အဲဒါနှစ်မိုင်းတို့သုံးမိုင်းအဓိကတော့ဒါစေးသက်တို့ထောက်ပို့တို့ဒါဆက်သွယ်ရေးတို့အဲ့ဘက်တွေမှာပေါ့နော်။အဲ့ဘက်ချမ်းတွေမှာစစ်ကောင်စီက ်ဆက်သွယ်ရေးလမ်းကြောင်းဖောက်ဖို့အတွက်စူးစမ်းနေတဲ့စစ်ကြောင်းတွေထိုးတယ်အဲ့ဒါကတန်ချက်ကတန်ရင်ဘက်ကနေထိုးတာပေါ့နော်အဲ့လိုထိုးတဲ့အချိန်မှာတချို့နေရာတွေမှာဒါ24ရက်လောက်ကဖြစ်မယ်အဲ့24ရက်နေ့လောက်ကဒါဆုတ်ပေးလိုက်ရတာရှိတယ်ပေါ့နော်တချို့နေရာတွေလက်လွတ်ပေးလိုက်ရရှိတယ်အဲ့ဥစ္စာကိုကုံစားကြတဲ့ဒီကောင်တွေဒါပေမဲ့အဲ့ဥစ္စာတွေကိုပြန်ပြီးတော့ထိုးစစ်ဆင်လာတဲ့ခါကျတော့အခုဒါတရက်နေ့ညနေမှာပဲ ဒီနေရာတွေကိုပြန်ပြီးတော့ထိချုပ်သွားနိုင်တဲ့အနေအထားဒါတွေ့လာရပြီပေါ့နော်အဲ့ပြင်ဒါစစ်ကြောင်းတွေပြက်ပြီးတော့ဒီတန်ချက်ကတက်တဲ့ကိုပြန်ပြီးတော့ပြေးဝင်လာရတဲ့အနေအထားမျိုးတွေဒီစစ်ကောင်စီကရင်ဆိုင်လိုက်ရတယ်ပေါ့နော်အပြောရရင်တော့ဆာကဆာကဒီနေရာတွေမှာသူကအချင်းချင်းတက်အချင်းချင်းချိတ်ဆက်ဖို့အတွက်ပို့ပြီးတော့စ조사လာတာရှိသလိုသူတို့လက်နက်ခဲယံအင်အားဖြစ်တင်းပြီးတဲ့အချိန်မှာအသင့်ဖြစ်ပြီဆိုတဲ့အနေအထားနဲ့ထိုးစစ်အချိန်တွေပြန်မြင့်လာတာမျိုးဒါယူဆရတယ်ပေါ့နော်ဒါပေမဲ့လည်း အာဒါ KIA နဲ့ PDF တပ်ဖွဲ့တွေကလုံးဝအရှုံးမပေးဘဲနဲ့ပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်အခုလိုမျိုးအောင်မြင်မှုတွေပြန်ရခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီတိုက်ပွဲတစ်ချောင်းမှဆိုရင်စစ်ကောင်စီဘက်ကအင်အား90ကျော်လောက်ဒါပြုံးပြီးသွားတယ်တေးသွားတယ်ဂိသွားတယ်အသက်မရှူတော့ဘူးပါဗျာအဲ့လိုပုံစံမျိုးဖြစ်သွားပြီးမှဒါအထိနာပြီးတော့ဒဏ်ရာရတာတွေလည်းအများပြားနဲ့ပြန်ပြီးတော့ထွက်ပြေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒါနှစ်မိုင်နာကိုဒါစစ်ကောင်စီကစစ်ကြောင်းထိုးတယ်အဲ့စစ်ကြောင်းထိုးတဲ့ဟာကို အဲ့မှာထူးခြားဖြစ်စင်ပါတော့အဲ့ထက်ကစစ်ကောင်စီစစ်သား၃ဦးဖမ်းမိတယ်အရှင်ဖမ်းမိတာပါတော့လက်နက်ခဲရန်တွေပါပါတယ်ဒါတိတ်တော့လေဘဝင်မကြဘူးပေါ့လေနော်အဲ့ဒါကတော့ဒါဗိုလ်မှူးအောင်ကျော်ဦးကြီးတဲ့စစ်ကြောင်းကဒါတပ်သားမျိုးချစ်ဦးလို့အဲဒီလိုမျိုးအဖွဲ့အဲ့တယောက်ကိုကြတော့ဒါလက်နက်ခဲရန်နေနဲ့အတူမိတယ်သူကနှစ်နှစ်သုံးခုကပေါ့နော်ဒါနှစ်သုံးခုတက်ကဖြစ်တယ်ဒါစစ်ကြောင်းကွဲပြီးတော့ကြံခဲ့တာပေါ့နော်ကြံခဲ့တာနောက်ထပ်နှစ်ယောက်လည်းအဲ့တိုင်းပဲအဲ့နောက်ထပ်နှစ်ယောက်ကလည်းထပ်ပြီးတော့အရှင်မိတယ်တရက်ထက်နဲ့သုံးယောက်မိတာပေါ့နော်ဒါအလင်းဝင်တာမဟုတ်ဘူး နှစ်မိုင်နဲ့သုံးမိုင်ဘက်ကိုစစ်ကြောင်းထိုးရင်းနဲ့ဒါစစ်ကြောင်းတွေကွဲပြီးတော့ကြံခဲ့တာအဲ့တော့ကတန်ကြက်ကတက်ကိုအမိပြုတ်ပြီးတော့ထိုးလာတဲ့ကောင်းနေအဲ့တော့အခုလိုမျိုးတန်ကြက်ကတက်တဲ့ကိုပြန်ဝင်ပြေးကြပြီအခုဆိုရင်ကျွန်တော်ပြောချင်တာစစ်ကြောင်းပြတ်သွားတယ်ဆိုတဲ့ဟာကိုဒီကောင်းကမယုံလို့ဒါပြောပြတာဗောနော်ဘာဖြစ်လို့ဆိုတော့အဲ့လိုမျိုးစစ်ကြောင်းထိုးလာတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တယ်အမှ90လောက်ထိဒါတို့ဘက်ကတေဆုံးတာတွေဖြစ်ပြီးတော့ကစင်ကလေးကလည်းထွက်ပြေးကြအဲ့လိုမျိုးထွက်ပြေးတဲ့အချိန်မှာသူတို့လူတွေသူတို့လူဆုံတာတွေမဆုံတာတွေနားမလဲအဲ့လိုပြစ်ထားခဲ့ကိုလူယုံပြီးတော့ပြေးရတာဗျအသက်လူပြီးတော့ပြေးသွားရတယ်ဆိုတဲ့ဟာကိုပြောတာ ကိုလူကိုတော့ပါမမပါမမသိပဲနဲ့ပြေးရတယ်အဲအဲဆိုကြတော့အဲ့လိုမျိုးနဲ့ဒါကွဲသွားတဲ့၃ယောက်ကအခုဖမ်းမိတယ်အဲ့ဒါကကျွန်တော်ရှေ့ပိုင်းမှာတောက်လျှောက်ပြောခဲ့တယ်ဒါကချင်ပြည်နယ်ကတိုက်ပွဲတွေထဲမှာစစ်ကောင်စီကအဲ့လိုဖျို့ဖျဲနဲ့ပြေးရတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်ဗောနော် KI နဲ့ PDF တပ်ဖွဲ့လုံးဝလက်တံပြောင်းတယ်တကယ်အားရစရာကြီးအဲ့လိုပြေးလိုက်လို့ဒါတခါကြီးကျရင်တော်တော်များများတွေးကြကျွန်တော်ရှေ့မှာပြောခဲ့ဘူးပါစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်တာတွေအာတနတ်တန်နေအမြောက်တန်နေအဲ့လိုမျိုးအတန်နေပေးတယ်ဆိုတာကပေါ့နော် ဒေါ်လာဟင်းတပ်ဖွဲ့တွေကိုပြစ်ခတ်နေတဲ့ဟာတွေရှိတယ်လို့တခါတလေကြာရင်သူတို့လူသူတို့ပြန်ပြီးတော့အတန်ပေးပြီးပြန်ခေါ်နေရတာတွေရှိတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်ကကိုယ်တိုင်ကြုံခဲ့ဘူးလို့ဒါပြောပြတာပါเนาะဒီအလောင်းဝန်တိုက်ပွဲတွေဖြစ်တော့ဆိုရင်အဲ့တိုင်းပဲဆစ်ကောင်စီဘက်ကအများကြီးအဲ့လိုမျိုးဖျို့ဖျက်နဲ့ပြေးကြတာအာတက်ကိုဝင်လာတာများဟိုမိုင်းသွန်ပြေးပြီးပြန်လာဆိုပဲဟောရဲဟောရဲနဲ့တယောက်ဝင်လာလိုက်နောက်နေ့မှနှစ်ယောက်ဝင်လာလိုက်နောက်နေ့မှသုံးယောက်ဝင်လာလိုက်အဲ့လိုပုံစံမျိုးနဲ့ဝင်လာကြတာအလုံးကတင်းတင်းကြီးကိုပြတ်ထွက်သွားတာပေါ့နော်အခုလည်းအဲ့ပုံစံတိုင်းပဲအဲ့လိုအဲ့ဒါကြောင့်မလို့သူက တချို့ဒါလက်နက်ကြီးပစ်ခတ်တန်နေပါလေဆိုရင်သူကသူတို့ရဲ့လူကိုဒါတနက်တန်ပေးရုံနဲ့မရတော့လို့လက်နက်ကြီးပစ်ခတ်တန်မှာပေးပြီးတော့အာဒါဘယ်ဘက်ကိုဥတီပြီးသွားရမယ်ဘယ်ကိုသွားညာကိုသွားဆိုတဲ့ပုံစံမျိုးနဲ့လက်ညွန်ပေးရဒါတော့မှပဲဒီမှာ၃ယောက်ကဒါကြံခဲ့တာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကာလာတစ်လျှောက်ပေါ့နော်ဒီတန်ချက်ကတက်ကနေပြီးတော့ထိုးလာတဲ့ဒါ2မိုင်3မိုင်ဘက်ကိုထိုးလာတဲ့ဒါရက်တက်လျှောက်လုံးမှာဒါ ဒီ GI နဲ့ PDF တက်ဖွဲ့တွေကတင်းစီရမိတဲ့လက်နက်ခဲရနေဆိုရင်အများကြီးဖြစ်လာနေပြီအတရက်ထဲမှာတပုံလုံးကြီးတင်းလက်ရတာတော့မဟုတ်ဘူးပေါ့နော်တရက်မှာ3လက်4လက်5လက်2လက်3လက်အဲလိုမျိုး point 5တွေဆက်လက်တွေဒါမျိုးပုံစံမျိုးတွေပေါ့နော်အခုပြလက်နက်ကြီးတွေအများကြီးပါတယ်အခုဆိုရင်ဒါအပုံလိုက်ဖြစ်တဲ့အနေထားလာလာလှူနေကြတာပေါ့ဗျာအဲ့တော့ခုနအကြောင်းပြဆက်မယ်ဆိုရင်ဒါဖမ်းမိတဲ့ထဲကတယောက်တကယ်တော့ကျွန်တော်ဒါတော်လိုင်းတက်ဖွဲ့တွေရဲ့ ဒါစာနာစိတ်ကိုလည်းပြောပြမယ်ပြီးရင်စစ်ကောင်စီရဲ့အမှုကျင့်ကိုလည်းကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ၃ယောက်ထဲကတယောက်ကသူ့ကိုယ်သူရဲဘော်ဆိုပြီးတော့ညာလာတာအဲ့ကောင်ကင်လာတာ MA3 MA3 နဲ့ဝင်လာတယ်ရဲဘော်ဆိုပြီးတော့ညာထားတယ်ပေါ့နော်ညာထားတယ်ဆိုပြီးတော့တိတဲ့ချိန်မှာဒေါ်လင်းတပ်ဖွဲ့တွေကအယံဒေါသထွက်အယံဒေါသထွက်ဘာလို့ဒေါသထွက်လဲဆိုတော့သူ့အတွက်ကိုဒါကျွန်တော်တို့သတင်းတွေယူတဲ့ခါကျတော့ဓာတ်ပုံမှတ်တမ်းပေးတယ်ဗျာအဲ့ကောင်ရဲ့ဓာတ်ပုံမှတ်တမ်းမှာရတယ်ဗျာအဲ့လိုရတဲ့ချိန်မှာသူ့ရဲ့မျက်နှာလေးကိုဖုံးပေးပါဆိုပြီးတော့ပြောတယ် တရင်တပ်ဖွဲ့တွေကဘာကြောင့်အဲ့လောက်ထိကိုချင်းစာတယ်လဲဆိုတဲ့ဟာပေါ့နော်အဓိကတော့သူ့မှာမိသားစုရှိသေးတယ်အဲ့တော့သူ့မျက်နှာလေးကိုဝါးပေးပါအဲ့လိုလေးပဲတင့်ပေးပါဆိုတဲ့ပုံစံမျိုးနဲ့ပြောခဲ့တာဒါသူအဲ့လိုမျိုးမပြောခင်တည်းကဒီအဖွဲ့တွေကစေနာထားခဲ့တာပေါ့နော်ဟောမကောင်းပါဘူးသူ့မှာမိသားစုကြံခဲ့သေးရယ်ဆိုတဲ့စိတ်မျိုးနဲ့ပြောခဲ့တာဒါပေမဲ့အဲ့ကောင်ညာထားတာလေသူကသူသူကသူရဲဘော်ပါဆိုပြီးညာထားတာအဲ့ဒါကိုသူတို့ဆက်စစ်မယ်ပေါ့နော်အဲ့ဟာကိုတိတဲ့အချိန်မှာအယံတော်သားထွက်တပ်ဖွဲ့တွေကအော်သူတို့မှာတော့ပေါ့နော်ကိုချင်းစာစိတ်နဲ့ဒီလိုမျိုးညာတာထောက်ထားပြီးတော့ပေါ့နော် သူ့အတွက်စဉ်းစားပေးလိုက်ရတာအခု तू ကကျတော့အဲ့လိုညာတာပေးရတာနဲ့လာပြီးတော့လိန်ညာနေတယ်ဆိုပြီးတော့ပေါက်ဝဲတာမတက်ပြတာကန်ကောင်းတယ်တကယ်ပြီးတော့ MA3 ဆိုတာကအရာရှိတွေကင်တယ်ပြီးရင်တက်ချက်ကြီးအစ်စ်နေကင်တယ်အဲတက်ခွဲတက်ချက်ကြီးအစ်စ်နေကင်တယ်စီကျူတွေ MA တွေပေါ့ဗျအဲ့လိုဟာမျိုးတွေကင်တဲ့တနက်မျိုးဖြစ်တယ်အမျိုးအစားဖြစ်တယ်ပေါ့ဗျအဲ့တော့အကြီးပိုင်းထဲမှာပါတဲ့အစ်စ်မျိုးပေါ့အဲအဲ့လိုမျိုးအစ်စ်မျိုး ဲ့ဒါကိုဒါလိန်ရက်တယ်ဆိုပြီးတော့အဖွဲ့တွေကတော်တော်လေးကိုပောက်ကွဲနေကြတာရှိတယ်ဗောနော်အဲ့တော့ကြတော့ဗျာဒီနေရာမှာဗာတွေ့ရလဲဆိုတော့တလိုင်းတက်ဖွဲ့တွေကတကယ်ကိုကိုချင်းစာစီပြေးွားတဲ့အဖွဲ့တွေဖြစ်တယ်လူသားဆန်နဲ့စိတ်အပြည့်နဲ့ချီတက်နေကြတာဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကရန်သူဖြစ်တဲ့စစ်ကောင်စီရဲ့စစ်သားတွေကတော့ဗောနော်ရရင်ရတယ်လို့ဗောနော်လိန်ညာပြီးတော့အခုလိုမျိုးအခွင့်အရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတာကတော့တော်တော်လေးယွံကြာကောင်းတယ်ဗောနော်ဒါပဲမဲ့လေဒါတက်ဖွဲ့ရေအတွက်တော့တကယ်ကုံယူရပါတယ်ဒီရက်ထဲအောင်မြင်မှုတွေအတွက်လည်းတကယ်ကုံပြုပါတယ်ဗောနောနောက်တစ်ခုကတော့ဒါမြေအောင်လိုင်ရဲ့စစ်ဘက်လက်ထောက်ဖြစ်တဲ့ ဒါခုနကျွန်တော်ပြောတယ်ဗောနော်ဘိုးချုပ်မိုးမြင့်ဆွေဗောနော်သူကဒါကကထုတ်ယာရှိချုပ်ဖြစ်ဒါသူကယာရုတိုးပေးခြင်းခံရတယ်သူကအဲ့လိုမျိုးယာရုတိုးပေးခြင်းခံရပြီးရဲ့နောက်မှာပဲဒါပြင်းဦးလင်မျိုးနဲ့ကျွမ်းနာထောက်ဂျေးရွာအုပ်စုကဗောနော်မြေဧရိယာ60.32ကျော်ကိုကပ္ပစ24ကဒါမြောက်ကိုရီးယားနဲ့တွဲပြီးတော့မဇိုင်းဒုံးနေဗောနော်ဒါမဇိုင်းဒုံးနေထုတ်မဲ့စီမံချက်အတွက်တင်းယူလိုက်တယ်ဆိုပြီးတော့သိရတယ်အဲ့အကြောင်းပြချက်နဲ့တင်းလိုက်တာဗောဗျာအဲ့ပြောချင်တာကအခုပဲယာရုတိုးပေးလိုက်တယ်ဗောနော် ယာယူတိုးပီးပီးကြီးမှာပဲဒီလိုမျိုးပုံစံမျိုးလောက်ရတယ်ပြည်သူရဲ့ဒါပြည်သူပိုင်နဲ့ဒါမြေယာတွေကိုတိမ့်တဲ့ပုံစံမျိုးတွေလောက်လာတယ်ပေါ့နော်အဓိကတော့သူ့ဆရာအာကိုနဲ့လောက်ချင်တိုင်းလောက်တယ်ဆိုတဲ့ပုံစံမျိုးလည်းပြောလို့ရတယ်နောက်တစ်ခုကသူ့ဆရာကိုပေါ့နော်ဒါမင်းအွန်လိုင်းကိုမျက်နှာလိုအားရလောက်တယ်ဆိုတဲ့ပုံစံမျိုးလည်းဒါတွေးတွေးယူလို့ရတယ်ပေါ့နော်အဓိကတော့ဒါဒီလိုမျိုးလောက်တာရဲ့နောက်ွယ်ကရွေချက်တွေကိုကျွန်တော်ခံမှန်းကြည့်တဲ့အခါကျတော့ဒါပြင်ဦးလွင်မှာဒါမဆိုင်တုံးထုတ်ဖို့လောက်တာက ရှမ်းမြောင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေပေါ့နော်တိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့တွေကိုချင်းချောက်ဖို့အတွက်ဒါတိဆောက်တာလို့လဲဒါယူဆလို့ရတယ်ဒါမျိုးလဲဒါဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကဒါတရုတ်ရောက်တဲ့အချိန်မှာဒါကင်ဂျုံအန်ပေါ့နော်မြောက်ကိုရီးယားဒါကောင်းဆောင်ဖြစ်တဲ့ကင်ဂျုံအန်ပေါ့နော်အဲ့ဒါကိုမင်းအွန်လိုင်းကအတင်းလက်ဆွဲနှုတ်ဆက်ခဲ့တဲ့ဟာပေါ့နော်အဲ့လိုနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ဟာကဒီလိုမျိုးပူပေါင်းလှုပ်ဆောင်မှုတွေအတွက်ပေါ့နော်ဒီလိုမျိုးဒါမြောက်ကိုရီးယားရဲ့ပူပေါင်းလှုပ်ဆောင်မှုတွေသူကအတင်းကိုဒါဖားရပြီးတော့ကျေးဇူးတင်တဲ့အကြောင်းပြောတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တုန်းကတော့ဒါသတိထားမိကြလိမ့်မယ် ူကနေရာကကိုလိုက်ပြီးတော့တွေ့တဲ့လူတိုင်းကိုအကုန်လုံးလက်ဆွဲနှုတ်ဆက်ပြီးတော့ပြောဆိုနေတဲ့ဟာတွေဒါမြင်ရတွေ့ရလိမ့်မယ်ပေါ့နော်အခုတော့သူရဲ့ရည်ရွယ်ချက်ကဒါမျိုးပုံစံမျိုးတွေဖြစ်လာတယ်ဆိုတော့ကိုသိရတယ်ပေါ့နော်အဲ့တော့နောက်21ခုနှစ်အာနာသိမ်းပြီးတဲ့နောက်မှာဒါစစ်ကောင်စီကအာနာရှင်နိုင်ငံတွေဖြစ်တဲ့ရုရှားမြောက်ကိုရီးယားပြီးရင်တရုတ်ပေါ့နော်သူတို့နဲ့ပုံမထိတွေ့ဆက်ဆံခဲ့တဲ့ဟာတွေကအဲ့နိုင်ငံတွေကနေပြီးတော့ဆစ်လက်နက်ပြီးရင်ဤပညာပြီးရင် drone အဲဒီလိုမျိုးအကူအညီတွေပေါ့နော်ပူးပေါင်းလှုပ်ဆောင်မှုတွေကို ပုံမရယူနိုင်ဖို့အတွက်လှုပ်ဆောင်လာနေတယ်လို့လည်းဒါကြောင့်ယူဆလို့ရတယ်။အဲကြောင့်တော့မင်းအွန်လိုင်းကတော့သူကသူအောင်မြင်မှုအတွက်သူအာနာရဖို့အတွက်သူအာနာတည်မြဲဖို့အတွက်သူလှုပ်တဲ့အလုပ်ကမလှုပ်တဲ့အလုပ်ကသူအကုန်လှုပ်တယ်။တခြားအကောင်းဆောင်တွေကိုသူမျက်နှာလိုအားရအခုလိုဖားရပြီးတော့ပြောတယ်လှုပ်တယ်ဒီအားအတွက်သူ့ကိုပြန်ပြီးတော့ဝေဖန်တာတွေသူ့ကိုပြန်ပြီးတော့ဆဲဆိုတာတွေသူကယူမဆိုင်ဘူးပေါ့နော်။သူ့အောက်ကအဖွဲတွေအားစသူ့ကိုဘယ်လိုမျိုးအထင်သေးမှမျိုးတွေကသာသူကယူမဆိုင်ဘူး။ သူလုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူအောင်မြင်ရင်အကုန်လုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုံနေတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ကဒေါ်လန်တက်ဖွဲ့တွေဒေါ်လန်ရေးကိုဥဆောင်နေတဲ့သူတွေအနေနဲ့လည်းလုံတင်လုံထိုက်တာဟာကြာရင်ပေါ့နော်ဒါဒီစစ်ပွဲအောင်မြင်ဖို့အတွက်ဒေါ်လန်ရေးအောင်မြင်ဖို့အတွက်ဒါကိုပဲရှေ့ရှုပြီးတော့ဦးစားပေးပြီးတော့တချို့မာနတွေခွာချစေခြင်းနဲ့တချို့မတူတာတွေဒါတူအောင်ညှိပြီးတော့လက်တွဲလှုပ်ကြစေခြင်းနဲ့ဒီအချိန်မှာအရန်စီးလုံးနဲ့အင်အားတွေကိုကျွန်တော်တို့ပြသင့်တဲ့အချိန်ကြီးရောက်လာပြီး စစ်ကောင်စီဟာတချို့နေရာတွေမှာခေါင်းထောင်ဖို့အတွက်စ조사နေတာတွေရှိလာတယ်။တချို့နေရာတွေမှာဒါတို့နေပြည်တော်မှုရဖို့အတွက်ကိုအသေးအတန်ဖိအားပေးနေတာတွေရှိလာတယ်။အဲ့ဒီဟာတွေကကျွန်တော်တို့တဦးတယောက်တည်းပုံစံမျိုးနဲ့တောင့်ခံမှုဆိုတာဒါမလွယ်ကူဘူး။ဒါကလက်ခံရမယ့်အရာဖြစ်တယ်။စစ်ကောင်စီမှာရှိတဲ့အင်အားစစ်ကောင်စီမှာရှိတဲ့တာလုံနဲ့ဤပညာဒါတွေအလုံးကကျွန်တော်တို့တဦးတယောက်တည်းတစ်ဖွဲ့တည်းနဲ့တောင့်ခံနိုင်မှုဆိုတာလွယ်ကူတာမဟုတ်ဘူး။အခုအားခတ်တတော်အေးဘယ်လိုလုပ်သလဲ။ အခုကြရရင်ဘယ်လိုလုပ်လဲ။ဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့များများဖြစ်လာအောင်များများပေါင်းစည်းနိုင်အောင်ပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်အောင်ညီညီညွတ်ညွတ်နဲ့တိုက်ပွဲတွေဖော်ဆောင်နိုင်အောင်ပေါ့နော်။ဒါ1027စစ်စင်ရေးလိုမျိုးကြီးတွေပေါ့နော်ဒီလိုအခြေအနေမျိုးမှာများအဲ့လိုမျိုးစစ်စင်ရေးကြီးပေါ်လာခဲ့လို့ရတော့ဗျာစစ်ကောင်စီနလန်ကိုထူနိုင်မှာမဟုတ်ဘူးလို့ဒါကျွန်တော်ယုံကြည်တယ်ပေါ့နော် အဲ့တော့အဲ့လိုပုံစံမျိုးတွေဖြစ်ဖို့ကဒေါ်လာရင်းကိုဥဆောင်တဲ့သူတွေကအဓိကကြပါတယ်။ဒေါ်လာရင်းမှာပါဝင်နေတဲ့ဒေါ်လာရင်းတက်ဖွဲ့တွေကလည်းအဓိကကြပါတယ်။ပြီးတော့ဒါဒေါ်လာရင်းကိုအဓိကထောက်ပံ့ပေးနေတဲ့ပြည်သူတွေကလည်းအဓိကကြပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။